ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးညူးသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လုံခြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကြက်ဖော့ပါတီကရွေးကောက်ပွဲရှင်ပြိုင်မဲ့အမတ်လောင်းများ၏အမည်များကိုအထူးအရေးကြီးကိစ္စအဖြစ်လှုပ်ဝက်ဖုံးကွယ်ထားတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြက်ဖော့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်းများ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြံခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းဒါဒေါ်လာရေးတပ်ဖွဲ့များကစစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရန်ရင်းအခြေအနေများကြောင်းကျန်းဖော့ပါတီက၎င်းတို့၏ရွေးကောက်ပွဲဝင်ပြိုင်မှုအမှတ်လောင်းများ၏အမည်စရင်းကိုလှုပ်ဝှက်ထားခြင်းဖြစ်ကြောင်းအမလောင်များ၏အမည်စရင်ကိုသိရှိသွားပါက PDM များနှင့်တော်လန်ရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကြက်ဖို့ပါတီကမပေါက်ကြားစေရန်လှုပ်ဝှက်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် အမလောင်စရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူးခိုးမျိုးနယ်နဲ့ကိုခရိုင်လောက်ပဲသိရတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အမှတ်လောင်စီရင်ကိုဥက္ကဋ္ဌနဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်လှုပ်ဝက်ထားတယ်။အဲဒါကလုံခြုံရေးစိုးရင်လို့ပါတပ်ဖက်အဖွဲ့တွေကလည်းအေးအေးယူမင်းလုံခြုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွှတ်တော်ကိုစလေလောင်းတွေရဲ့လုံခြုံရေးကအယံကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။အမှတ်လောင်းနာမည်စီရင်တွေထွက်သွားရင်လုံကြံတက်ဖြတ်တာတွေလာမှစိုးရင်ရတယ်။ အဲဒါကြောင့်ပါတီထဲမှာတောင်ပြီးမသိသေးဘူးရွေးကောက်ပွဲလည်းတကယ်စပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတရားပြင်ဆင်ပြီးရင်တော့အတိပေးမယ်လို့ထင်ပါတယ်ဟုစံခါရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကျန်းဖို့ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစစ်နေကြောင်း စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ခုနဲ့ထက်သီးပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့ထဲတွင်ကြံ့ဖို့ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်ပြီဖြစ်ကြောင်းသိရပါတယ်။ကြံ့ဖို့ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့လွတ်တော်တွင်အမှတ်လောင်265ဦးအမျိုးသားလွတ်တော်တွင် အမှတ်လောင်156ဦးတိုင်းပြည်နယ်လွတ်တော်တွင်အမှတ်လောင်969ဦးတိုင်းသားလူမျိုးစုလွတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်1018ဦးပါဝင်ပြီဖြစ်ကြောင်းသိရပါသည်ချန်ဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်းပြိုင်တော်လဲမဲဆန္ဒနှင့်အပြည့်ရှင်းပြိုင်ခြင်းမဟုတ်ပဲအချို့သောမဲဆန္ဒနှင့်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါသည်စစ်တပ်အထုရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်းပြိုင်မှုပါတီ6ပါတီနှင့် တိုင်းဒေသကြီးပြည်내တခုအတွင်စီယုံနိုင်မည်နိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွှတ်တော်ကုစရည်လောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်တိုင်းဒေသစီလုံးကြီးညိုရေးပါတီတာစာညာကကုစရည်လောင်း694ဦးတသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကုစရည်လောင်း682ဦးရှမ်းနှင့်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကြာပြူပါတီကကုစရည်လောင်း984ဦးကိုကိုကြီးဤပြည်သူ့ပါတီကကုစရည်လောင်း912ဦး တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်960ဦးနှင့်တတိပုဂ္ဂလကိုစလေလောင်65ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်ဆလပီမြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသည့်ဂျပန်ပါတီလွှတ်တော်အမတ်များတမကနှင့်နှစ်ပတ်လည်ညီလာခံကို NUG ကိုယ်စားလှယ်တက်ရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ် ဂျပန်နိုင်ငံမှာမြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည်ညီလာခံကိုဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ဦးစောဖလာသိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံအစိုးရနဲ့ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့လည်းအကြံဖက်စစ်ကော်မရှင်ကကျင်းပပြုလုပ်ဖို့ထုတ်ပြန်ကြေညာထားတဲ့တရားမဝင်ရွေးကောက်ပွဲကိုလုံးဝလက်မခံဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေတိုက်တွန်းတောင်းဆိုထားတဲ့စာကိုလည်းအထက်လွှတ်တော်ဥက္ကဋ္ဌမစ္စတာကွန်ဒိုဆိုအီကို တရားဝင်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါညီလာခံတက်ရောက်ခဲ့တဲ့ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးစောဘလာသိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေကလည်းစစ်ကော်မရှင်ရဲ့တရားမဝင်ရွှေကောက်ပွဲဆိုင်ရာတန်တရားဖြစ်ပွဲအချက်လက်တွေစစ်ကော်မရှင်ကသူတို့အာဏာတည်မြဲရေးအတွက်ကိုသာဦးစားပေးဆောင်ရွက်နေပုံတွေကိုရှင်းလင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ ကြပြင်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သဘောထားနဲ့ကုလသမဂ္ဂရဲ့ရည်ရည်ချက်အာဏာသိမ်းခဲ့ခြင်းကဆက်လို့အခုချိန်ထိအကြမ်းဖက်စစ်အုပ်စုရဲ့စစ်ရဇဝတ်ကျူးလွန်မှုတွေအပြစ်မဲ့ပြည်သူတွေအပေါ်နေချောင်းကနေတိုက်ခိုက်မှုတွေစတာတွေအကူအကားတက်တွေတွေနဲ့အတူသက်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြတ်သားစွာတင်ပြဆွေးနွေးခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။